င်္ဂလာပါသားတို့သမီးတို့ရေဒီချက်ကတော့တတရတန်းမှာသင်္ချာပါဒရက်ကိုသင်ကြားပေးမယ်ဒီချက်ပြုံးဖြစ်ပါတယ်ဒီနေ့ဒီချက်ကခန်းကအလျားတိုင်းတာနဲ့အကွာအဝေးနံပါတ်1ကိုဒီနေ့သွားကြရမယ်ဟုတ်ပြီအဲ့တော့နံပါတ်1မှာကျူးတစ်ချောင်းကို10မီတာရှိတဲ့မီတာရိုးလောက်ရအောင် ။အဲဆိုရင်ဒီချေတို့ကလာမီတာဂျိုးကိုလုံးမယ်ဆိုလို့ရှိရင်ဒီချေတို့မှာလိုအပ်တဲ့ပစ္စည်းလေးတွေရှိပါတယ်။အဲ့ဒီပစ္စည်းလေးတွေကတော့ပထမအဆုံးလိုအပ်တာကတော့1မီတာနဲ့50စင်တီမီတာပါတယ်။ဒီလိုဂျိုးမျိုးလေးတစ်ချောင်းအရင်ဆုံးလိုအပ်ပါတယ်။အဲ့တော့ဒီဂျိုးလေးမှာဆိုလို့ရှိရင်ဒီချေအမှအကွက်ကလေးတွေပါပါတယ်။အဲ့မှာအကွက်ကလေးတွေအားလုံးပေါင်းဘယ်လောက်ထိပါလဲဆိုလို့ရှိရင်150အထိပါပါတယ်အဲ့တော့ စင်တီမီတာမှာဆိုရင်ဒီထဲတို့က100ပြည့်သွားလို့ရှိရင်1မီတာဖြစ်သွားပါတယ်။ဒါကြောင့်မလို့ဒီမှာ100ပြည့်သွားတဲ့အတွက်ကိုသူ့ကို1မီတာလို့ခေါ်မယ်။နောက်ထပ်ဒီဘက်မှာ90ရှိသေးတယ်။ဒါကြောင့်မလို့ဒီကျိုးလေးကိုကျတော့ဒီထဲတို့က1မီတာနဲ့90စင်တီမီတာရှိတဲ့ကျိုးလို့ခေါ်ပါတယ်။အဲ့တော့အဲ့ဒီကျိုးလေးနဲ့ဒီထဲတို့ကမီတာကျိုးလုပ်မယ်။ဟုတ်ပြီ။အဲ့တော့ဒီကျိုးလေးရပြီဆိုရင်နောက်ထပ်ဒီထဲတို့ဘာတွေလိုအပ်သေးလဲဆိုရင်ဒီလိုမျိုးပလတ်စတစ်ကျိုးလေးတစ်ချောင်းလိုပါမယ်။ဒီကျိုးမဟုတ်ရင်လည်းတခြားကျိုးလည်းရပါတယ်။ ပြီးလို့ရှိရင်ဒီချေတို့ဒီကြိုးပေါ်မှာမှတ်ဖို့လို့အဝါရောင်အစိမ်းရောင် အပြာရောင်ကြိုးလေးတွေလည်းလိုအပ်ပါတယ်အဲ့တော့ဒီချေတို့အဲ့ဒါဆိုလို့ရှိရင်ဒီလိုပစ္စည်းလေးတွေရပြီဆိုလို့ရှိရင်ဒီချေတို့အဲ့တော့10မီတာကြိုးလေးကိုဒီချေတို့စပြီးတော့လုံကြပါမယ်ပြီးကဲအဲ့ဒါဆိုလို့ရှိရင်ဒီချေလုတ်ပြတာကိုသားတို့သမီးတို့လိုက်ကြည့်ကြပါဒီမှာအဦးဆုံးဒီချေကဒီစင်တီမီတာကြိုးလေးကိုဒီချေကဒီလိုလေးဖြန့်လိုက်ပါမယ်ဒီမှာဆိုရင်အကွက်ကလေးတွေပါပါတယ် နော်တစ်ကစပါပါတယ်တကွက်နှစ်ကွက်သုံးကွက်လေးကွက်ဆိုပြီးတော့သူကဒီမှာ150အထိပါပါတယ်အဲ့ဒီဂျိုးလေးကိုဒီက plastic ဂျိုးလေးနဲ့ခြေတော့ဒီလိုရှင်ပြီးတော့ထားပါမယ်ဒီလိုရှင်ပြီးထားပြီဆိုလို့ရှင်ခြေတော့အဲ့ဒီမှာကြီးလိုက်တယ်ဆိုလို့ရှိရင်50ဆိုတဲ့50စင်တီမီတာဆိုတဲ့နေရာလေးရှိပါတယ်။အဲ့နေရာလေးမှာတချေတို့က50စင်တီမီတာဆိုတဲ့နေရာလေးကိုတချေတို့ကမှတ်လိုက်ပါ။မှတ်ပြီးတာနဲ့တချေတို့ကဒီအစိမ်းအောင်ကျိုးလေးနဲ့ပတ်ပြီးတော့မှတ်ပါမယ်။ တော့အစင်းရောင်ကြိုးလေးမှတ်ထားတဲ့နေရာဒီ50စင်တီမီတာဖြစ်ပါတယ်ဘီအဲ့တော့အစင်းရောင်ကြိုးလေးဒီမှာမှတ်ပြီးသွားပြီဆိုရင်ဒါဒီ50စင်တီမီတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်နောက်ထပ်တစ်ချက်ကထပ်ပြီးတော့အဲ့ဒီ50ရာနေနောက်ထပ်50တခွက်ကိုထပ်သွားပါမယ်နောက်ထပ်50တခွက်ကိုထပ်သွားတဲ့အခါမှာ51ကနေဒီစပြီးတော့တိုင်းပါမယ် တော့52ကနေဒီမှာ100ရောက်ပြီ100ဆိုတဲ့နေရာဆိုတော့ဒီဒီကတခါ50ပေါ့အဲ့တော့ပထမ50နောက်ထပ်50ဆိုတော့ကျေတို့ဒီမှာ100ဖြစ်သွားပြီအဲ့100နေရာမှာကျတော့ကျေတို့ကအပြာရောင်ကျိုးလေးကိုမှတ်ပါမယ် ါဆိုရင်ကျေတော့ဒီကျိုးလေးကိုကြည့်လိုက်တာ ਨੇ အစင်းရနေကိုမြင်လို့ရှိရင်ဒီအစင်းရောင်နေရာလေးဒီဒါ90နောက်ထပ်ဒီမှာအပြာရောင်လေးမြင်ရင်ဒီအထိဆိုရင်100ဆိုတာကျေတော့ကဒါမှတ်လို့ရပါပြီအဲ့ဒါဆိုလို့ရှိရင်ဒီကျေတော့ကဒါ100ဖြစ်သွားပြီဆိုကျေတော့ကဒီ90အတွင်းမှာဒီကျေတော့ကဘာလို့အောင်လဲဆိုရင်ဒီမှာတက်ကနေပြီးတော့30ကိုတစ်ခါပြန်ပြီးတော့ကျေတော့ကပြန်တိုင်းပါမယ် ဒီကနေ့30နေရာလေးကြာတော့ကျေတို့ကအဝါရောင်လေးနဲ့မှတ်ပါမယ်အဲ့တော့အဝါရောင်လေးနဲ့မှတ်လို့ပြီးသွားပြီဆိုရင်ဒါဒီ30စင်တီမီတာဆိုတာဒါကိုကတိထားပြီးဖြစ်သွားပြီဒီကနောက်ထပ်တစ်ခါအဲ့လိုပဲ30နောက်ထပ်30တစ်ခါထပ်မှတ်ပါမယ် တော့တစ်ဆယ်စီတစ်ဆယ်စီတိုင်းမှာတချင်တို့ကအဝါကျိုးလေးတွေကိုပတ်သွားပါမယ်ညဆိုနောက်ထပ်တစ်ခါတစ်ဆယ်မှာလည်းတစ်ခါဒီလိုပဲတချင်တို့အဝါကျိုးလေးတစ်ခါထပ်ပြီးတော့တိုင်းပြီးတော့မှတ်ပါမယ်အဲ့ဒါဆိုရင်ဓာတ်ရုပ်သမီးတို့က အဝါကျိုးလေးတစ်ကျိုးတွေ့တိုင်းတွေ့တိုင်းဒီတကွက်ဒီတစ်ဆက်တစ်ဆက်ဆိုတာကိုဒါကိုကသိရှိပြီးဖြစ်သွားမယ်အဲနောက်တစ်ခါထပ်ပြီးတော့ဒီလိုတစ်ဆက်တစ်ခါထပ်တိုင်းမယ်အဲတစ်ဆက်မှလည်းတစ်ခါအဝါကျိုးလေးတစ်ခါထပ်ပြီးတော့ပတ်ပါမယ်ဒါဆိုရင်ကျေတော့အစနေပြန်တိုင်းပြပါမယ်။ဒါဆိုရင်ဒီမှာ 50အထိ50ထိရအစိမ်းဆိုရင်ဒီကြားထဲမှာဒီအဝါလေးလေးဒီဒီအဝါလေးတစ်ခုရောက်တဲ့ရောက်တိုင်းဒါ30စင်တီမီတာဆိုတာသားတို့သမီးတို့အကုန်လုံးဒါတိသွားပြီဒါဆိုရင်တိုင်းတဲ့နေရာမှာတချို့တို့ကနံပါတ်မပါပေမဲ့လေဒါကိုကြည်ချင်းအဖြစ်ဒီအယောင်ကလေးကိုကြည်ချင်းအဖြစ်ဒါဘယ်လောက်ရှိလဲဆိုတာကိုသားတို့သမီးတို့ကသိရှိနိုင်မှာဖြစ်ပါတယ်ပြီးအဲ့ဒါဆိုလို့ရှိရင်ဒီချေတို့ဒီအစိမ်းဘက်ကနေပြီးတော့လေအပြာရောက်တဲ့အထိအဲ့လိုပဲအဝါကျိုးလေးတွေကို30 30စီထပ်ပြီးတော့ပတ်ပါမယ် ်10စင်တီမီတာတိုင်းတကြိုးစီထပ်ပတ်ပါမယ်မပြီးသွားပါပြီနောက်တစ်ခါထပ်တိုင်းပါမယ်30စင်တီမီတာတစ်ခါအဲ့မှာလည်းတစ်ခါပတ်ပါမယ်ရပြီနောက်တစ်ခါ အစစင်တီမီတာကထပ်တိုင်းပါမယ်နောက်တစ်ခါ10စင်တီမီတာထပ်တိုင်းပါမယ် အဲဆိုရင်တချေတို့ဒါဟာအဲ့လိုပြီးသွားပါပြီအဲဆိုလို့ရှိရင်တချေတို့ဒီအစနေပြီးတော့အခုဒီဒါလေးကိုတချေတို့ရှင်းကြည့်မယ်ဒါဆိုရင်တချေတို့ဒါမီတာကျိုးကိုမသုံးမဲနဲ့လေတချေတို့ဒါလေးနဲ့ကိုရှင်းတွက်နိုင်သွားပြီမှာ30 20 30 40 50 50 50ဆိုရင်50စင်တီမီတာစက်ရီမဲ60 80 80 90 100 ။အဲဆိုရင်ဒီချေရိုးက30စင်တီမီတာတိုင်းကိုအဝါရောင်ကျိုးလေးပတ်ပါမယ်။50စင်တီမီတာတိုင်းကိုအစိမ်းရောင်ကျိုးလေးပတ်ပါမယ်။100စင်တီမီတာတိုင်းကိုချေရိုးကအပြာရောင်ဂျုံလေးပတ်ပါမယ်။ဒါဆိုလို့ရှိရင်ဟဲ့ဒီအပြာကိုရောက်တယ်ဆိုလို့ရှိရင်ဒါချေရိုးဒီ100စင်တီမီတာเนาะမီတာနဲ့ပြောမယ်ဆိုရင်1မီတာဆိုတာဒါလို့တမီတို့အကုန်လုံးသိရှိသွားပါပြီ။ဒါဆိုလို့ရှိရင်အဲ့လို1မီတာလေးတွေ1မီတာလေးတွေကိုဒီဂျိုးကို100မီတာပြည့်တဲ့အထိ ဆက်လက်ပြီးတော့သားတို့သမီးတို့လှုပ်သွားပါမယ်အဲဆိုလို့ရှိရင်ဒီချေတို့ဒီကျိုးဆုံးအောင်လှုပ်လိုက်မယ်ဆိုလို့ရှိရင်10မီတာကျိုးကိုရရှိမှာဖြစ်ပါတယ်အမေအခုဒီချေဒီကျိုးလေးကိုနော်အခုလိုမျိုးလှုပ်လိုက်တဲ့အတွက်ဒီချေတို့ကဒီကျိုးလေးအရာကိုကြည့်ချင်းအပြင်အလျားတွေကိုဒီချေတို့ကသိနိုင်ပါတယ်အဲဒါဆိုလို့ရှိရင်ဒီမှာဆိုရင်ဒါအခုအစင်းရောင်ကိုတွေးလို့ရှိရင်ဒါ50ဒီအပြာရောင်ကိုတွေးလို့ရှိရင်100 cm ဒါဆိုရင်1မီတာဆိုတာသိတယ်အဲ့လိုနဲ့ပဲဒီချေတို့က စင်မီတာပြည့်တဲ့အထိချီကျိုးလေးကိုဆက်လက်ပြီးတော့လှုပ်သွားမှာဖြစ်ပါတယ်။အဲအဲ့ဆိုလို့ရှိရင်သားတို့သမီးတို့ကအဲ့စင်မီတာကျိုးလေးကိုလှုပ်ပြီးသွားပြီဆိုလို့ရှိရင်နော်ဒီလိုမျိုးရှေလျားလေးအလျားတွေတိုင်းမယ်ဆိုလို့ရှိရင်ဒီလိုကျိုးမျိုးလေးနဲ့တိုင်းမယ်ဆိုရင်တိုင်းတာလို့မရနိုင်ပါဘူး။ဒါကြောင့်မို့ဒီချေတို့ကရှေလျားတဲ့ဒီစင်မီတာကျိုးလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။အဲ့တော့သားတို့သမီးတို့ကအဲ့စင်မီတာကျိုးလေးကိုပြုလုပ်ပြီးပြီဆိုရင်ဘလိုနေရာဒီမှာအသုံးချမလဲဆိုလို့ရှိရင်နော်စာကြည့်တဲ့ရဲ့အလျားတို့ခန်းမရဲ့အလျားတို့ နောက်တစ်ခါစာသင်ခန်းရဲ့အလျားတို့အားကစားခန်းမရဲ့အလျားတို့ကိုသားတို့တိုင်းတန်နိုင်ပါတယ်ဒီကြိုးလေးနဲ့အဲ့တော့သားတို့တို့လည်းဒီစင်မီတာကြိုးလေးကိုအခုလောက်ဆိုရင်လုတ်တက်မယ်လို့ဒီချဲမှတ်ယူပါတယ်